ရွှေပြည်သာမြို့နယ်အလုသမားတပိတ်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ကိုမျိုးမင်းမင်းနဲ့ကိုနိုင်ထေးလွင်တို့ကို တောင်းကလာပါမြို့နယ်တရားရုံးမှာဒီကနေ့ရုံးထုတ်ရမှာတက္ကသကျောင်းသားတွေကဖေလော်စာရန်ပါတဲ့အင်ကြီးတွေကိုဝစ်ဆင်ပြီးမတရားတဲ့ဥပဒေကိုဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။ဒီလှုပ်ရှားမှုဟာချုပ်တိမ်မြောက်လှုပ်ရှားမှုလည်းဖြစ်ပါတယ်။ RFA သတင်းနောက်ကိုအောင်မင်းထိုက်ကဆက်ပြီးတင်ပြပါလိမ့်မယ်ရှင်။ တက္ကသိုလ်ကျောင်းသားများတက်မကတက္ကသကျောင်းသားတွေကမတရားတဲ့ဥပဒေကိုကန့်ကွက်ဖို့ဖေးလောစာတန်းပါစာရွက်တွေအစားအင်ဂျီတွေဝစ်ဆင်ပြီးလှုပ်ရှားမှုကိုပြောင်းလဲပြုလုပ်နေကြပါတယ်။ဒီနေ့တောင်းကလာပါမျိုးနဲ့တရားရုံးမှာရွှေပြည်သားမျိုးနဲ့လုံတမတပိတ်ကောင်းဆောင်ကိုမျိုးမင်းမင်းနဲ့ကိုနိုင်ထေးလွင်တို့ရဲ့ရုံးထုတ်စစ်ဆင်မှုပြုလုပ်တာလည်းဖြစ်ပါတယ်။ အဲကျွန်တော်တို့ဒီအခုလက်ရှိသီးပေါ့နော်အခုလက်ရှိသီးကတော့ဒီ failure campaign ရဲ့ဒီတန်ဖိုးတစ်ဖြူတက်လာပြီလို့ပြောလို့ရတယ်ကျွန်တော်အရင်တော့ကဒီ failure campaign တက်ပုံရတဲ့ campaign လို့ပဲအခုကျွန်တော်တို့ဒီ t-shirt campaign ပေါ့နောက်ဆက်လက်ပြီးတော့ကျွန်တော်တို့မှာဟို size ဆရာတွေ carton ဆရာတွေဖြတ်တင်ထင်ရှားတဲ့လူတွေပေါ့ failure engine ဝင်မယ်ကဲသူတို့ရဲ့ဒီ failure campaign ပေါ့အမြင်ပေါ့ကျွန်တော်မြန်မာနိုင်ငံတရားဥပဒေစုမှုသူတို့အမြင်တွေကိုကျွန်တော်တို့နားထောင်မယ်သူတို့အမြင်တွေထုတ်ပေါ်မှာပေါ့အဲ့လိုကံမင်းတွေလည်းကျွန်တော်ဆက်လုပ်ဖို့ရှိတယ် နိုင်ငံရေးအကျဉ်းသားတွေပြင်ကြောင်းသားလုံသမားလေသမားတွေကိုဖမ်းဆီးထောင်ချနေတာတွေကိုကန့်ကွက်တဲ့အနေနဲ့တရားရုံးချင်းတွေမှာမတရားတဲ့ဥပဒေကိုကန့်ကွက်ဖို့လှုပ်ရှားမှုတွေလိုက်လံလှုပ်ဆောင်နေကြတာပါရုံးချင်းရောက်ရှိလာတဲ့ရွှေပြည်သားလုံသမားတပိတ်ကောင်းဆောင်နှစ်ဦးကလည်းတာဂတ်သားကြောင်းသားတွေရဲ့မတရားတဲ့ဥပဒေကန့်ကွက်တဲ့လှုပ်ရှားမှုကိုထောက်ခံကြောင်းပြောခဲ့ကြပါတယ်ကျွန်တော်တို့လိုအလုံသမားတွေအများစုကတောင်းဆိုပြီးတဲ့လူလူလူငယ်ပိုင်းတွေရော activity တွေပေါ့ နောက်ចောင်းသားတွေចောင်းသားတွေဆိုလဲသူတို့ပညာရေးသူတောင်းဆိုနေတယ်ဟိုနိုင်ငံတော်ပုံကန်နေရလဲမဟုတ်နိုင်ငံတော်စီကအာဏာတောင်းနေရလဲမဟုတ်ညှိနှိုင်းမှုတကူရောက်အောင်တော့ကျွန်တော်တို့ကလုပ်ပေးစေချင်တယ်ဟိုဘာလူနေလူလူတန်းစင်နေနိုင်လို့ပေါ့ဗျာလူများတွေတာသမီတွေចောင်းထားနေကြပြီကျွန်တော်တို့လူသမားတွေចောင်းမထားနိုင်သေးဘူးနော်တကယ်ရှိခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်ကိုယ်တည်းမြင်နေရတယ်အဲ့ဒါကြောင့်မကျွန်တော်တို့ကဒီလူသမားတွေဘက်ကရက်စီပြန်ကျွန်တော်လုပ်ပေးတာကျွန်တော်တို့ဘဝမျိုးမရောက်စေချင်ဘူးအဲ့ကြောင့်မို့ကျွန်တော်ကဒီ ဖေးလော့ပတ်သက်ပြီးတော့အကြောင်းသားတွေလောက်တာကိုကျွန်တော်လက်ခံတယ်ထောက်လဲထောက်ခံတက္ကသိုလ်ကျောင်းသားတွေရဲ့ဖေးလော့လှုပ်ရှားမှုဟာ6ကြိမ်မြောက်ရှိသွားပြီလို့သိရပါတယ်ဖေးလော့လှုပ်ရှားမှုတွေပြည့်လို့နေတဲ့တက္ကသိုလ်ကျောင်းသားနှစ်ဦးကိုပုံမှန်ဆက်ရှင်နဲ့ကြောက်တရမ်းမျိုးနဲ့ရဲစခန်းကတရားစွဲဆိုထားတယ်လို့သိရပါတယ်ခင်ဗျာ